လာပါကလေးတို့ရေဒီချေကတော့တိတ်ပန်ဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချေချမ်းဖြစ်ပါတယ်ဒီနေ့ကတော့အခန်းနှစ်ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်များအနေပြီးတော့မှအပိုင်းတက်အသက်ရှူခြင်းအကြောင်းလေးပဲဖြစ်ပါတယ် ရှင်တို့သင်ကန်းစာလေးကိုပြန်ဆမယ်။သိပ္ပံရဲ့အခန်းကိုရေးတန်းတန်းရလေခြင်းမှာအပိုင်းနဲ့ကဘာပေါ်ရှိရေရဲ့လှုပ်ရှားမှုကဘာပေါ်ရှိရေရာဘယ်နေရာကနေလာပြီးတော့မှဘယ်နေရာကိုသွားမလဲ။ကျေလေ့လာကြမယ်။အဲ့တော့ရေကရှေ့ခန်းမှာသင်ထားသလိုပဲအခြေအနေ၃မျိုးရှိတယ်။ရေခဲဟာရေရဲ့အခဲအခြေအနေဖြစ်ပြီးတော့ရေဟာရေအခြေအနေဖြစ်ပြီးရင်ခွင့်ကတော့အငွေ့အခြေအနေအဖြစ်နဲ့တည်ရှိပါတယ်။ရေသည် အခြေအနေတစ်ခုမှတစ်ခုသို့အပူချိန်ကိုလိုက်ပြီးတော့အပြန်အလှန်ပြောင်းလဲနိုင်ပါတယ်။အခန်းကိုရေသံတရားလေခြင်းအပိုင်းနှင့်ကဘာပေါ်ရှိရေတွေရဲ့ယူလျောင်းမှုတွေကိုတစ်ချေလို့လေ့လာကြမယ်။အဲ့တော့တစ်ချေလို့လိုအပ်တာလေးတော့တစ်ချေပြောပြပေးပါမယ်။ဒါကဘာလဲဆိုလို့ရှိရင်ဖန်ခွက်အလွတ်တစ်လုံးလိုမယ်။ပြီးသားလို့ရှိရင်တော့ပလတ်စတစ်အကြည့်လိုမယ်။ပြီးရင်သရေခွင်းသရေခွင်းဒါမှမဟုတ်လို့ရှိရင်တော့ကြိုးပေါ့နော်လိုမယ်။ပြီးရင်ရေခဲလိုမယ်။ပြီးသားလို့ရှိရင်တော့တစ်ချေလို့ရေနွေးလေးလိုပါမယ်။ကဲအဲ့တော့တစ်ချေက ဖန်ခွက်ထဲမှာဒီချေကရည်နည်းလေးထည့်ပါမယ်ကဲဟုတ်ပြီပြီးသွားလို့ကဲဒီချေကပလတ်စတစ်အချီလေးကိုသေးဝင်လေးနဲ့စီမယ်ဒါမှမဟုတ်သေးပဲမရှိရင်လည်းဒီချေတို့ကျိုးလေးလို့ရနော်ဟိုကဒီချေကသေးဝင်လေးနဲ့စီနိုင်တယ် ရပြီနော်ကဲအဲ့တော့တချဲစီးပြီးသွားပြီအဲ့တော့ဒါတော့သမီးတို့ကြည့်ကြည့်လိုက်ပါအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်တချဲတို့ဒီ plastic အချီလေးမှာဒါတော့သမီးတို့ဗာလေးတွေရတယ်မှတ်ထားပြီနော်တချဲကိုမှတ်ဆဆောက်လေးနဲ့မှတ်ထားပြီပြီးသွားလို့ရှိရင်ဖန်ခွက်ရဲ့ဒီမျက်နှာပြင်လေးတွေမှာရောဘယ်လိုလေးတွေ့နေရလဲတချဲကိုမှတ်ထားပြီပါကဲအဲ့တော့တချဲရပြီးတော့ရေခဲတချဲတင်မယ် ကဲဟုတ်ပြီနော်တချေရေကလေးတင်ထားလိုက်ပြီအဲ့တော့တချေကိုတွှိရှိချက်ကလေးတချေကိုရေးထားပေးပါနော်ကဲမြင်ရပါသလားမြင်ရလိမ့်မယ်လို့တချေထင်ပါတယ်အဲ့တော့ဖန်ကွက်အတွင်းမှာရှိတဲ့ရေပူလေးတွေမှာဘာလေးတွေထွက်လာပါသလဲကြည့်လိုက်ပါနော်တချေတို့ဖန်ကွက်အတွင်းမှာရှိတဲ့ရေပူလေးတွေမှာဘာလေးတွေတချေတို့ထွက်လာပါသလဲဟုတ်ပြီရေပူတွေကနေပြီးတော့မှတချေတို့ရေနှွေးငွေကလေးတွေထွက်လာတာကိုနေအောင်ကတအားသမီးတို့တွေ့လိုက်ပါပါကဲဟုတ်ပြီနောက်တစ်ခုကကြတော့ ဖန်ခွက်အတွင်းမှာရှိတဲ့တကယ်တော့ပလတ်စတစ်ရဲ့မျက်နှာပြင်လေးမှာဒီမှာမျက်နှာပြင်လေးမှာเนาะတကယ်ရေခဲ့တင်တာလေဒီမျက်နှာပြင်လေးမှာဘာလေးတွေကိုတွေ့ပါသလဲဟုတ်ပါတယ်မျက်နှာပြင်လေးမှာတကယ်တော့ရေစက်ကလေးတွေကိုသားတို့သမီးတို့တွေ့ပါလိမ့်မယ်ရေစက်ကလေးတွေရှိပါတယ်ကဲတကယ်တော့အချိန်နှိမ့်ငယ်ကြာတဲ့အခါမှာဖန်ခွက်အတွင်းမှာရှိတဲ့ပလတ်စတစ်မျက်နှာပြင်နဲ့ဟုတ်ပြီเนาะအရာလေးတွေဘာအရာလေးတွေကိုသားတို့တွေ့ပါသလဲအဲ့တော့ဖန်ခွက်အတွင်းမှာရှိတဲ့အရာလေးနဲ့ပလတ်စတစ်မျက်နှာပြင်မှာရှိတဲ့အရာလေးတွေ ကဲတော့ဒီချေတို့ကရည်သီးကလေးတွေတွေ့ရလိမ့်မယ်ဟုတ်ပြီနော်အခုဒီချေကဒီမှာကြည့်လိုက်ပါရည်လေးတွေဘာဖြစ်လဲရေခဲအေးပျော်နေတာကိုတွေ့ရလိမ့်မယ်။မနော်တချေတို့ရေခဲအေးပျော်ပြီးရောဒီမှာရေသီးကလေးတွေဟုတ်ပြီနော်ဒီမှာရေသီးကလေးတွေအများကြီးပဲ။အားလေးတွေကိုတအားသမီးတို့တွေ့ရလိမ့်မယ်။ကဲအတော့အချိန်နှိမ့်ငယ်ကြတဲ့အခါမှာတော့ဖန်ကွယ်အတွင်းမှာရှိတဲ့ပလတ်စတစ်မျက်နှာပြင်ကရေဆက်ကလေးတွေရတဲ့ ဖန်ကွက်အတွင်းကိုတာဝန်သူမျိုးဘာဖြစ်လဲပြန်ပြီးတော့မှဒီရေဆက်ကလေးတွေကဒီရောက်ကိုပြန်ကြလာတာကိုတာဝန်သူမျိုးတို့တွေ့ရပါလိမ့်မယ်အဲ့တော့ဒီရှင်နဲ့အတူတူဒီသင်္ကန်းစာလေးကိုအတူတူစူးစမ်းပြီးတော့ရှောက်ဖွေထားပြီးပြီဆိုတော့ဒီသင်္ကန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာဒီရှင်နဲ့အတူတူပြန်တွေ့ကြမယ်နော် တချေတို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာကြရအောင်။ကဲအဲ့တော့ပုံလေးကိုကြည့်ပေးပါ။လုပ်ငန်းနှစ်လုပ်ငန်းတက်မှတွေ့ရှိချက်ကိုအခြေခံ၍ဖန်ကွယ်အတွင်းရှိရေရက်အခြေအနေပြောင်းလဲသွားပုံကိုစဉ်းစား၍မေးခွန်းများကိုဖြေဆိုပါ။ကဲအဲ့တော့ပုံလေးမှာ ကာကြီးပုံဤနံပါတ်1တွင် ရှိတဲ့ရေရဲ့အခြေအနေကို ဖော်ပြပေးပါ။ဟုတ်ပြီအဖြေလေးကတော့ရေအခြေအနေပဲဖြစ်ပါတယ်။ကာကွေပုံရဲ့နံပါတ်1တွင်ရေဤအခြေအနေကိုဖော်ပြပါ။ဟုတ်ပြီပုံရဲ့နံပါတ်1တွင် ရှိတဲ့ရေရဲ့အခြေအနေဟာဆိုရင် ရေငွေ့ပြန်ခြင်းအခြေအနေ ဖြစ်ပါတယ်။ကငယ်ပုံဤနံပါတ်3တွင် ရေဤအခြေအနေသည် မြည်တို့ပြောင်းလဲသွားသည်နိအဘဲကြောင့်နိဟုတ်ပြီအဖြေလေးကတော့ပုံ၏နံပါတ်3အခြေအနေသည်ငွေရီဖွဲ့ခြင်းအခြေအနေဖြစ်ပါတယ်။သူကတော့ဘယ်လိုမျိုးလဲဆိုရင်ရေစက်ကလေးတွေကျလာတဲ့အခြေအနေပေါ့။ဘာကြောင့်လဲဆိုတော့သူကတော့တချေတို့ရေကနေပြီးတော့မှဘာဖြစ်လဲအငွေဖြစ်နေပြန်သွားတော့တချေတို့ငွေရီဖွဲ့တဲ့အခြေအနေပဲဖြစ်တယ်။ဂါကြီး ။ဖန်ကွက်အတွင်းရှိရေရဲ့အခြေအနေသည်မြည်ခဲ့သို့ပြောင်းလဲနေသည်။အဖြေလေးကတော့ဖန်ကွက်တွင်းမှာရှိတဲ့ရေရဲ့အခြေအနေလေးကတော့ဒီချေတို့ခုနကပြောသလိုမျိုးငွေရီဖွဲ့ခြင်းအခြေအနေလေး၊ငွေပြန်ခြင်းအခြေအနေလေးတွေနဲ့သူတို့ကပြောင်းလဲနေပါတယ်။လုပ်ငန်းသုံးပုံလေးကိုကြည့်ပေးပါ ကဲအောက်ပါပုံမှာဆိုလို့ရှိရင်ကဘာပေါ်မှာရှိတဲ့ရေရဲ့တန်တရားလေးပုံကိုတချေတို့ပြပေးထားပါဗျ။ပုံကိုကြည့်ရှုလေ့လာပြီးတော့မှအောက်မှာ ပေးထားတဲ့အညွှန်းစာတွေကိုကွက်လက်များမှာတချေတို့မှန်ကန်စွာဖြေပါမယ်။ပုံလေးကိုတခြားကြည့်တာနော် ကဲဟုတ်ပြီပြီးသွားပြီဆိုရင်ဒီချေတို့ကလုပ်ငန်းနှစ်နဲ့လုပ်ငန်း၃ရဲ့တွေ့ရှိချက်တွေကိုအခြေခံပြီးတော့အောက်ပါမေးခွန်းလေးတွေကိုဒီချေတို့ဖြေဆိုကြရအောင်ကဲကိုနေရတော့ကဒီချေတို့ပုံလေးမှာဆိုရင်ကွက်လက်ကလေးတွေပြထားတယ်အဲ့တော့အဖြေလေးပြောကြည့်မယ်နံပါတ်၁မှာတော့ဒီချေတို့ရင်ငွေပြန်ခြင်းနံပါတ်၂မှာတော့ငွေရဖွဲ့ခြင်းနဲ့နံပါတ်၃မှာတော့မိုးရွာချခြင်းကို ဖြေပေးပါမယ်ဟုတ်ပြီကဲအဲ့ဒါဆိုရင်ဒီချေတို့မေးခွန်းလေးတွေစဖြေကြရအောင်ကာကြီး ရေငွေ့ပြန်ခြင်းအခြေအနေရတဲ့လုပ်ငန်းနေ့ရဲ့ဘယ်အခြေအနေနဲ့တူပါသလဲဘာကြောင့်ပါလဲရေငွေ့ပြန်ခြင်းဖြစ်စဉ်ဟာလုပ်ငန်းနေ့ရဲ့နံမှတ်နှစ်အခြေအနေနဲ့တူညီပါတယ်ဘာကြောင့်လဲဆိုတော့အရေးအခြေအနေကနေအငွေ့အခြေအနေကို ပြောင်းလဲသွားခြင်းကြောင့်ပဲဖြစ်ပါတယ်ပြီးရင်ခါခွေငွေ့ရေဖွဲ့ခြင်း ဖြစ်စဉ်ဟာလုပ်ငန်းနေ့ရဲ့ဘယ်အခြေအနေနဲ့တူပါသလဲဘာကြောင့်ပါသလဲ ငွေဖွဲ့ခြင်းဖြစ်စဉ်ဟာလုပ်ငန်းနှစ်ရဲ့နံပါတ်3အခြေအနေနဲ့တူပါတယ်။ဟုတ်ပြီနော်။သူကတော့ငွေအခြေအနေကနေပြီးတော့မှအရေးအခြေအနေကို ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ခငင်မိုးရွာချခြင်းအခြေအနေဟာလုပ်ငန်းနှစ်ရဲ့ဘယ်အခြေအနေမှ တူညီပါတယ်လဲ။ဘာကြောင့်ပါတယ်လဲ။မိုးရွာချခြင်းဖြစ်စဉ်ဟာလုပ်ငန်းနှစ်ရဲ့နံပါတ်3အခြေအနေနဲ့တူပါတယ်။သူကတော့တချေတို့ကငွေဖွဲ့ပြီးတော့မှ တရှဲတို့ကအရေးအခြေအနေကိုရောက်သွားတဲ့အတွက်ကြောင့်မိုးရွာချခြင်းဖြစ်စဉ်ဖြစ်ပါတယ်။ခါကြီး လုပ်ငန်းနဲ့မှာပလတ်စတစ်အိတ်ပေါ်နာရေခဲတုံးများအဘဲကြောင့်တင်ထားသည်ဟု ထင်ပါသလဲ။လုပ်ငန်းသုံးရဲ့ဘယ်အခြေအနေနဲ့တူပါသလဲ။လုပ်ငန်းနဲ့မှာပလတ်စတစ်အိတ်ပေါ်မှာရေခဲတုံးတွေတင်ထားရခြင်းမှာရေငွေ့ရအေးသောမျက်နှာပြင်မှာရေပြန်ဖြစ်သွားစေရန်ဖြစ်ပါတယ်။လုပ်ငန်းသုံးရဲ့ငွေရေဖွဲ့ခြင်းအခြေအနေနဲ့တူပါတယ်။ ကမ္ဘာလေတုရဲ့အခြေအနေနဲ့တူအောင်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။အဲ့တော့ကမ္ဘာမြေပေါ်မှာရှိတဲ့ရေပမာဏဟာကုန်းပမာဏထက်ပိုများပါတယ်။အဲ့တော့ကမ္ဘာမျက်နှာပြင်ကိုတကယ်လို့သမုတ်တရားဆိုတဲ့ရေဓူဟာအများဆုံးလွှမ်းမိုးထားတယ်။ကမ္ဘာရေဓူရဲ့၄ပုံ၃ပုံကတော့ဘာဖြစ်လဲ?သမုတ်တရားရေတွေဖြစ်တယ် ဲ့တော့ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ရေတွေမှာတော့တကယ်လို့စားပါဝင်မှုတွေရှိတာဖြစ်တဲ့အတွက်တကယ်လို့တောက်သုံးလို့မရနိုင်ပါဘူး။ကမ္ဘာရေတို့ရဲ့300ရာခိုင်နှုန်းကတော့စားမပါဝင်တဲ့ရေချိုတွေဖြစ်တယ်။အဲ့တော့ရေကိုအလွယ်တကူတကယ်လို့ကမရရှိနိုင်ဘာဖြစ်လို့လဲဆိုရင်ရေအများစုကရေခဲအနေနဲ့တရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့တော့တကယ်လို့တွေကကမ္ဘာမျက်နှာပြင်ဖုံးလွှတ်ထားတဲ့ရေတွေရဲ့တင့်ရာခိုင်နှုန်းသာတချို့တို့ဘာဖြစ်လဲတောင်တုံးမို့အတွက်တင့်တော်တဲ့ရေချိုဖြစ်နေတချို့တို့ရှိနေပါတယ်မြင့်ရေချောင်းရေ အဝေးစီတွင်းရေနဲ့မိုးရေတွေကတော့ရေချိုတွေဖြစ်ပါတယ်။လူတွေတလေးဆန်တွေအပင်တွေတက်ရှိတွေအသက်ရှင်ဖို့အတွက်ဆိုလို့ရှိရင်အဲ့လိုတိတ်ရာခိုင်နှုန်းပဲရှိတဲ့ရေချိုပေါ်မှာတချို့တွေကမှီခုံပြီးတော့နေကြရတယ်။အဲ့ဒါကြောင့်မလို့ရေတန်တရားလေကြီးဖြစ်စင်ပါဆိုလို့ရှိရင်မိုးရေကမရှိမဖြစ်လိုအပ်တဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။အဲ့ဒီအပြင်မြေအောက်ရေဖြစ်ပေါ်မှုအတွက်လည်းအရေးပါပါတယ်။အဲ့တော့မိုးရေကကမ္ဘာမြေပေါ်ကိုရွာချလာတဲ့အခါမှာအချို့ကမြေချောင်းတွေမှာသမုဒ္ဒရာထဲမှာ ဘာဖြစ်လဲစီးဝင်သွားပြီမဲ့တချို့ကတော့မြေပြင်ကိုကျပြီးတော့မှမြေကြီးရဲ့စိတ်ဝင်ပြီးတော့မြေရအောင်ရေအဖြစ်နဲ့ဖြစ်ပေါ်လာပါတယ်အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တန်တရားလင်ရင်းဆိုတာက ဖြစ်စဉ်တစ်ခုရဲ့အစကနေအဆုံးအဖြစ်အပျက်တွေဖြစ်ပြီးတော့မှဖြစ်စဉ်ရဲ့အစကိုပြန်လဲရောက်ရှိတဲ့ချိန်ဖန်များစွာ ဖြစ်ပေါ်နေခြင်းကိုခေါ်ပါတယ်အဲ့လိုပဲရေတန်တရားလင်ရင်းဆိုတာကတော့အရေးရဲ့အခြေအနေတစ်ခုမှတစ်ခုကိုပြောင်းလဲပြီးတော့ လေရုနဲ့ကဘာမြေကြီးကြားရွေရှားနေခြင်းကိုရေတံတရားလေခြင်းလို့ခေါ်တယ်။အဲ့တော့မြေချောင်းတွေတမုတ်တရားမှာရေးတယ်။အပူရရှိတဲ့အခါမှာရေငွေ့ပြန်ပြီးတော့လေထဲသို့ရေငွေ့အဖြစ်နဲ့ရောက်ရှိသွားပါတယ်။ထိုရေငွေ့ရာဆိုလို့ရှိရင်အမြင့်သို့တက်ပြီးတော့အေးတဲ့အေးခဲတဲ့အခါမှာသင်းငယ်သောရေဆက်ရေမုံလေးတွေဖြစ်ပြီးတော့တိမ်နေဖြစ်လာတာ။အဲ့တော့အဲ့လိုတိမ်နေတဲ့အတွင်းကနေပြီးတော့ရေမုံလေးတွေကဆုလာပြီးတဖြည်းဖြည်းကြီးလာတဲ့အခါမှာဘာဖြစ်လဲလေးလာတယ် ိုက်ကံတချေတို့ကဘာမြေပေါ်ကိုမိုးရီစင်းင်းနေမိုးသီးတွေအဖြစ်နဲ့ပြန်ကျပြီးတော့မြေချောင်းတွေသမုတ်တရားတွေအတွင်းကိုပြန်ရောက်ပြီးတော့မြေချောင်းတွေသမုတ်တရားတွေအမှာရေကနေပေါ့တဖန်ဘာဖြစ်လဲဒီချေတို့ရင်ွက်ပြန်ဖြစ်ပြီးတော့အဲ့လိုရေတန်းတရားလေချင်းကိုဖြစ်သွားစေတာပေါ့နော်အဲ့တော့ရင်ွက်ပြန်ခြင်းဆိုတာကတော့မြေချောင်းတွေပင်လယ်တွေသမုတ်တရားတွေမှာရှိတဲ့ရေတွေနေနဲ့အပူကနေပြီးတော့မှရင်ွက်အဖြစ်နဲ့ပြောင်းလဲသွားခြင်းကိုရင်ွက်ပြန်ခြင်းလို့ခေါ်တယ်အဲ့တော့မှုရင်ဖွဲ့ခြင်းဆိုတာဘာလဲ ငွေဖွဲ့ခြင်းဆိုတာလေထဲမှာရှိတဲ့ရေဟိုးရေငွေတွေအေးသွားတဲ့အခါမှာသေးငယ်တဲ့ရေစက်လေးတွေအဖြစ်နဲ့ပြောင်းလဲသွားတာကိုငွေဖွဲ့ခြင်းလို့ခေါ်တယ်။မိုးရွာချခြင်းမိုးရွာချတဲ့ဟာကဇာတော့တိမ်ထဲမှာရှိတဲ့ရေစက်ကလေးကတဖြည်းဖြည်းများလာတာ။အဲ့လိုများလာတဲ့အခါမှာလေးလာပြီးတော့တချို့တို့ရဲ့ကဘာမြေပေါ်ကိုပြန်ပြီးတော့ကျလာတဲ့ဟာကိုမိုးရွာချခြင်းလို့ခေါ်ပါတယ်။ဒီရှင်ရှင်းပြတာကိုနားလည်မယ်လို့ထင်ပါတယ်။ဒီသင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်။